ဲ့မှာသုံးရင်းကိုဒီလိုမျိုးဆင်ထားတယ်ဆင်ထားပြီးတော့ရှေ့သုံးတရင်ကတိုက်တိုက်နေလို့ရှေ့သုံးတရင်ကအခြေအနေမကောင်းဆိုနောက်တရင်ကအဲ့ရှေ့တရင်ကိုကြော်ပြီးတော့မှဒီလိုဖားကုန်စနစ်ပေါ့နော်ဒီလိုမျိုးဘယ်လိုပြောရမလဲဖြာဖြာလေးပုံစံမျိုးပေါ့ဒီကအရှိကနောက်ကိုရောက်သွားနောက်ကရှေ့ကိုတက်ဒီလိုမျိုးလိတ်ပြီးတော့မှတက်တာပေါ့နော်အားလုံးမင်္ဂလာပါ မင်္ဂလာပါကြည်မင်္ဂလာပါဟုတ်ဒီနေ့က2025ခုနှစ်အော်တိုဘာလ6ရက်နေ့ပေါ့နော်အော်တိုဘာလ6ရက်နေ့ဒါကျွန်တော်နေ့ကတော့ပုံမှန်သတင်းတင်ဆက်မှုမလုပ်နိုင်လိုက်ဘူးပေါ့နော်မလုပ်နိုင်လိုက်ဘူးကျွန်တော်ဒါခဏကနေချင်းပြန်လေးဒါတနေရာသွားလိုက်တာပေါ့နော်သွားလိုက်တာသွားလိုက်တာလေးခေါ်ပဲချမ်းပေါ့လေးခေါ်ပဲချမ်းခဏသွားတာပေါ့သွားတဲ့ခါကျတော့ဒါ ညကြမှာကျွန်တော်တို့ live လွှင့်ပြလိုက်တယ်ဗောနော် live လွှင့်ပြလိုက်တယ် live လွှင့်ပြပြီးမှကျွန်တော်တို့အဓိကအဲ့ဒီဟိုဟိုစီမီတပိတ်လောက်တဲ့အချိန်မှာဘုံကျဲခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်ပြည်သူလူထုကိုဆက်ပြီးတော့မှသတိထားသိခြင်းလို့ဗောနော် ကျွန်တော်တို့ကတော့သတိထားသိခြင်းနဲ့စေတနာကြောင့်ကျွန်တော်တို့သတိပေးတာပါအဲ့တော့လူစုလူဝေးလောက်တဲ့ကိစ္စရနဲ့ပတ်သက်ပြီးတော့ပါလေဒီရက်ပိုင်းမှာဒါထပ်ပြီးတော့မှရှောင်ကျဉ်ကြဖို့ဗောနော်ဒီရက်ပိုင်းနေမဟုတ်တောက်လျှောက်ပါပဲရှောင်ကျဉ်ကြဖို့ဒါကျွန်တော်တို့က တတိပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ရှစ်ကောင်စီအချိန်မြွေးနေရာမြွေးပေါ့เนาะဒါကျွန်တော်တို့ဘလောက်ပဲအုတ်ချုံနိုင်ထားတာဘလောက်ပဲတိမ့်ပိုက်ထားတာကျွန်တော်တို့ကမြေပြင်နဲ့ရေပြင်ပဲတိမ့်ပိုက်လို့ရမယ်ကျွန်တော်တို့ကလေချောင်းတော့ကျွန်တော်မသိမ့်ပိုက်နိုင်သေးဘူးပေါ့เนาะအဲ့တော့ကျွန်တော်ဒီ၃မျိုးလုံးပိုင်ဆိုင်မှာအဆင်ပြေမဲ့နေထားမျိုးပေါ့เนาะမြေမြေရောရေရောလေရောပိုင်ဆိုင်နိုင်မှအဆင်ပြေမဲ့နေထားမျိုးဆိုတော့ကျွန်တော်လေချောင်းကိုဘလို့မှကျွန်တော်တို့တွေဒါပြန်ပြီးတော့မှ မလှန်နိုင်တဲ့အနေအထားမျိုးပေါ့နော်ဒါကြောင့်မလို့လေဟိုအင်ကြီးလေးတထဲတောင်ဒါတော်လိုင်းတက်ဖွဲ့တော်လိုင်းဘက်တော့သားတွေကအင်ကြီးလေးတထဲတောင်ထုတ်တရရှိတယ်ပေါ့လေချောင်းအားကိုမေးလို့ဆိုပြီးတော့မှဒါလည်းလေချောင်းနဲ့ပဲတောက်လျှောက်ပြီးသူကိုဖိလိုက်တော်လိုင်းတက်ဖွဲ့ကိုဖိလိုက်ပေါ့နော်ဒါကတော့တောက်လျှောက်လုံနေမဲ့ဒါမင်းအောင်လိုက်ရေကောက်ဝဲမတိုင်ခင်ရောဒါရေကောက်ဝဲပြီးွားတဲ့အခါကျရင်တော့ဘယ်လိုမျိုး အဲဒါပြောင်းလဲလာမလဲပေါ့နော်ယူကော့ပွဲရောတကယ်ရောဖြစ်မှာလားလောရောလုံးနိုင်ပါမလားဆိုတော့ဒီဟာလေးဒါကျွန်တော်တို့သူ့အချိန်ကြမှာသိရမယ့်ဟာပေါ့နော်တော်လိုင်းတက်ဖွဲ့ရေကတော့ယူကော့ပွဲကိုဖျက်ဆီးဖို့အတွက်လေဒါဖျက်ဆီးဖို့ဆိုတာယူကော့ပွဲမဖြစ်မြောက်ရေးအတွက်ပေါ့နော်ဖျက်ဆီးရဆိုတာလည်းမဖြစ်မြောက်ရေးအတွက်ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့မှအကြရခန်းကဏ္ဍနေဝိုင်းပြီးတော့မှလှုပ်ဆောင်နေတဲ့ဟာကြီးလေဒါတွေ့ရတယ်ပေါ့နော်ဟိုအဲ့တော့ဒါထုံးတမ်းတိုင်းကျွန်တော်တို့ဒါ ုံမှန်သတင်းတင်ဆက်နေကြအစီအစဉ်လေးပြန်ပြီးတော့မှဒီနေ့မှပြန်လုတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာကြီးသတင်းသူကြားသတင်းလေးလောက်ပါသူကြားသတင်းကတော့ကျွန်တော်တို့ပဲခူးတိုင်းပေါ့ပဲခူးတိုင်းပရောင်းမြို့နယ်မှာအေအေကနေမှကျွန်တော်တိမ့်ပိုက်ထားတဲ့ကျွန်တော်တို့ညောင်ကျိုးဟိုစစ်စကန်ပြူဟာကုန်းကိုစစ်တပ်ကနေပြီးတော့ပြန်လဲတိမ့်ယူနိုင်ဖို့အတွက်ဒါထိုးစစ်ဆင်တာပေါ့ထိုးစစ်ဆင်တဲ့အချိန်မှာပဲဒါစစ်ကောင်စီဘက်ကနေမှဟိုတသားအယောက်30လောက်တည်သွားတယ်ပေါ့နော်တည်သွားပြီးတော့မှခုနစစ်ကြောင်းတစ်ကြောင်းလုံးကလည်းဖျို့ဖျဲနဲ့ ်ခွေးပြေးဝက်ပြေးပြေးလေးရတယ်ဆိုတော့ဥစ္စာလည်းတော့တည်ရတာပေါ့ဟုတ်ဟုတ်အဲ့ဒီနေရာကကျွန်တော်တို့ဒါအညာဒေတာလိုမျိုးမြေပြန့်မဟုတ်တာကျွန်တော်အရန်အားတာတယ်ပေါ့နော်မြေပြန့်မဟုတ်ဘူးမြေပြန့်မဟုတ်တဲ့အခါကျတော့ကျွန်တော်တို့စီချောင်းထိုးလာလို့ရှိလို့ရှိရင်ဒါတော့တခြားကျွန်တော်တို့ဒေါ်လိုင်းတက်ဖွဲ့တွေကတခြားပိုင်းပိုင်းနိုင်နိုင်ဒါတခြားကျင်းတူးပြီးတော့မှ ရှယ်ပြင်းတာပေါ့နော်ရှယ်ပြင်းတဲ့အခါကျတော့တို့ကကျွန်တော်တို့စစ်ကောင်စီကိုကြည့်ကြည့်လိုက်ပေါ့နော်စစ်ကောင်စီကိုကြည့်ကြည့်လိုက်တို့ဒီဘက်ဒီမှာတချို့နေရာတွေမှာပေါ့နော်ကျွန်တော်တို့ဒေါ်လိုင်းတက်ဖွဲ့တွေကိုအတင်းတာအလုံးရင်းနဲ့ဝင်ပြီးတော့မှကျွန်တော်ဥပမာသင်ငန်းကြီးနောင်တို့ကြောက်မဲတို့နော်အလုံးရင်းနဲ့ဝင်ပြီးတော့ဒါလုံနိုင်တဲ့အချိန်မှာဒီကောင်တွေကနည်းနည်းလေးအောက်လေတိုက်တယ်ပေါ့နော်အောက်လေတိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ဟို အောင်မြင်နေတဲ့တကယ်အောင်မြင်နေတဲ့ဘချန်အာရခရတော့အေဘက်ကိုတွတ်ကြည့်တဲ့အခါကျတော့တခါလာလဲနဲ့ရေကန်တခါလာလဲနဲ့ရေကန်နဲ့ဒီကောင်းလေးကလူရေကန်မတွေ့တော့ဘူးနဲ့ရေကန်နဲ့တင်ဒီကောင်းလေးဘယ်လိုပြောရမလဲဆိုခက်ကားပြောတစ်လဲနေတာပေါ့နော်တစ်လဲရွာမှာရွာလဲနေတာနဲ့ရေကန်မှာရွာလဲလိုက်ဟိုဘက်မှာသူညောင်ချိုးမှာရွာလဲလိုက်နဲ့ဒီနားမှာနေသူတို့လက်တဲပူတဲ့လက်တဲပူတဲ့ဖြစ်နေတာပေါ့နော်ဟိုဆက်ပြီးတော့မှသူကဆီဦးဘလူးဆိုတဲ့အတိုင်းပဲပေါ့နော်ဆက်ပြီးတော့မှ မတည့်ရတော့အောင်လို့ကိုဒါစိတ်တက်ကိုပါချိုးနှိမ်ထားနိုင်တဲ့အနေအထားမျိုးဒီစိတ်တက်ဆစ်ဆင်းရေးပါလှုပ်ထားနိုင်တဲ့အနေအထားမျိုးဒီတွတ်တွေ့ရတယ်ပေါ့နော်ဒါအင်မတန်ကောင်းတဲ့အချက်ပဲပေါ့တက်မလာနဲ့မေးတလှမ်းတက်မလာနဲ့တက်လာနဲ့ကန်ချတက်လာနဲ့ကန်ချဆိုတော့အဲ့ဒီဟိုကညောင်ချိုးပေါ့နော်အဲ့ညောင်ချိုးကနေဆက်ပြီးတော့မှဟိုဘက်ကိုတောင်ကိုကိုရောက်ဖို့တက်ဖို့ဆိုတာဘတော်မှမစင်းသားနဲ့ဘလို့မှမဖြစ်နိုင်တဲ့အကြောင်းတရားပဲပေါ့နော်လေရင်နဲ့ဘုံသွားကြရင်ကျဲလို့ရမယ်ဒါကတော့ ကျွန်တော်တို့ပြောပြီးသားပဲမြေမြေနဲ့ရေပဲဟိုရေတောင်မှကျွန်တော်တို့တချို့ရေတွေမပိုင်သေးဘူးပေါ့နော်အမြေနဲ့ရေပဲပိုင်တာကျွန်တော်လေကိုလုံးဝမပိုင်တာဖြစ်တယ်တော့လေနဲ့ဘုံသွားချင်းတော့ကျဲလို့ရမယ်ဒါပေမဲ့လူလမ်းလျှောက်ပြီးတက်ဖို့ဆိုတာတော့အဲ့ဒီရေပေါ်ကြီးတို့ဘာလို့ဆိုတာရောက်ခူးတဲ့လူတွေတိလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ဒါတကယ်ဟိုတောင်ကုန်းနဲ့ပြည်နဲ့ကမိုင်းတရားပဲရှိတာကိုကျွန်တော်တို့ဒါကားမောင်းလို့ရှိရင်တညာလုံးမောင်းရတဲ့အနေအထားမျိုးထိ ကအတက်ကတော်တော်ကျန်းတာပေါ့ဟိုဘက်နိုင်ရီကံပဲကြောက်လဲဂုံကြီးဂုံကြီးတက်ကဂုံကြီးရောက်သွားရင်ဒါကျွန်တော်တို့ဟိုဘက်ကိုဒါ AACD ကစုကိုင်းတို့ဘာလို့ဆက်ပြီးတော့မှ ambition ကို AACD မောင်းသွားလို့ရပြီဆိုတော့ပုံစံမျိုးပေါ့နော်အခုလဲဒီတိုင်းပဲဒါနိုင်ရီကံနဲ့ဒီညောင်ကျိုးကဒါပြောမယ်ဆိုရင်ရခိုင်ပြည်နယ်ဝင်ဖို့အတွက်ရိုးရဲအဆက်ပဲရှိသေးတယ်ဒီကောင်းနေအဲ့အဆက်မာတယ်ပဲလက်တဲ့ပူတယ်လက်တဲ့ပူတယ်နဲ့ပေါ့နော်အဲ့လိုမျိုးဖြစ်နေတာဟိုအလောင်းတွေတစ်ခုချင်းတစ်ခုချင်းဆက်ပြီးတော့မှ သွားမယ်ဆိုရင်တော့မပဲဒါဟိုအန်းကိုရောက်ပြီခုအန်းရောက်လိုက်ဟိုဘက်တောင်ကိုရောက်လိုက်တော့ဖြစ်လောက်တဲ့အနေထားမျိုးတွေကျွန်တော်တို့ဒါအရခါတော့တော့ A ကတိုက်ထားနိုင်တယ်ဆိုတဲ့ဟာလေဒါတကယ်ကောင်းတဲ့ဝမ်းသာတယ်အချက်တစ်ချက်ဖြစ်တယ်ပေါ့နော်ဟုတ်အဲ့ဒီစကန်ကလည်းဘုံကကျွန်တော်တို့ဒါ2025ခုနှစ် AB လလေးလပိုင်းနေရနှစ်ရက်နေရပဲတင်ထားတာပေါ့နော်အရခတ်တက်ကတော့ AA ကတင်ပြီးတဲ့နောက်ပိုင်းကိုဒါစစ်တက်ကအချိန်ချင်းဒေချောင်းပြစ်ကူလက်နက်ကြီးပြစ်ကူတွေနဲ့အချိန်ချင်းမြေပြင်ကနေထိုးစစ် ဟိုဆင်ပြီးတော့စ조사ပြင်မဲ့လဲခွေးပြဘပြီးပြန်ပြေးနေရတဲ့နေရာမျိုးပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဝန်တာဇာတည်င်းမှာပဲကျွန်တော်တို့ဒါစကိုင်းတိုင်းမုံရွာမှာအခြေစိုက်တဲ့နောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုအတော်လိုက်ရေးတစ်ခွက်ရေးရနေမှာ rocket ဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်တယ်ပေါ့နော်အဲ့လိုပြစ်တာလဲဒီဒီချိန်နဲ့ဆိုရင်ဒါ၉ချိန်မြောက်ဖြစ်သွားပြီဟိုပြစ်ခတ်တိုက်ခိုက်တဲ့တကြောင်ရာရှိ၅ဦးပါဝင်ကျွန်တော်တို့စနက်ဦးပေါ့နော်စနက်ဦးတေဆုံးသွားတယ်လို့လည်း တွေ့ရတာပေါ့ဟုတ်ဟုတ်အဲရိခာကိုတော့နှလုံးလဲပျက်စီးရဲဆိုတဲ့သတင်းပေါ့နော်ဒါကတော့တကယ်ကျွန်တော်တို့သတင်းဌာနကြီးတွေကိုဒါတို့ရဲ့မစ်ရှင်လုပ်တဲ့တပ်ဖွဲ့ကတာဝန်ရှိတဲ့လူကဒါသတင်းဌာနကြီးတွေကိုသတင်းပေးပြီးသားဖြစ်တယ်ပေါ့နော်ဒီသတင်းကတော့ကျွန်တော်တို့ဒါမစ်ရှင်လုပ်တဲ့တပ်ဖွဲ့ကနေပြီးတော့မှကိုယ်တိုင်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဒါ confirm လို့ကျွန်တော်ကလုံးဝယုံကြည်တယ်ပေါ့နော်။ဘာဖြစ်လို့လဲသူတို့လည်းမြေပြင်သတင်းတွေစုံစမ်း ထောက်လန်းပေါ်ထုတ်มาပဲပေါ်ထုတ်ပြီးကမှဒါကျွန်တော်တို့ဟိုခုမှဒါထုတ်တာဗောနော်သတင်းထုတ်တဲ့ခါကျတော့ဒါဟို implant ဝမ်းတာတွေကသတင်းလည်းဖြစ်တယ်ဗောနော်အဲ့ထဲမှာဟိုထောက်ဝမဲတကောင်ပါသွားမှာဗောနော်အဲ့နာမခတိုင်းမှုဗောနာမခတိုင်းမှုနဲ့ပတ်သက်ပြီးတော့လေဒါနောက်အကြောင်းအရာတစ်ခုကြလို့ရှိရင်ကျွန်တော်တို့ဒီတိုင်းမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းအမြဲတမ်းပြောပါတယ်နော်အဲဒါဒါဆက်ဆက်ပြီးတော့တခါလေးပြောလိုက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲသတင်းကြွလိုက်ပြီးနေရပါတော့နော်သတင်းကြွလိုက်ပြီးနေရကျွန်တော်စီမီသပိတ်ကိုအဲ 6ဦးမျိုးနေမှာเนาะအဲ6ဦးကဟုတ်ကျွန်တော်တို့တော့ဟာဘုံတို့မရွာမှာเนาะဟုတ်တပီသူလေးစီမီတပိတ်လုံနေတဲ့အချိန်မှာလာပြီးတော့မှဆက်တက်လေးထီးနဲ့လာပြီးတော့မှဘုံကျဲတာဗောနော်ဘုံကျဲတဲ့ဘုံကျဲဖို့တွေအမိန်ပေးစိတ်ခိုင်းခဲ့သူကကျွန်တော်တို့ဒါပုံမှုချုပ်မျိုးမင်းထွေးဆိုတာမျိုးမင်းထွေးเนาะအဲ့အဲ့ဒီမျိုးမင်းထွေးကဒါကျွန်တော်တို့မျိုးမင်းထွေးရဲ့နောက်ထပ် ကျွန်တော်တို့ဟိုဟိုဘုံအကြောင်းအကြီးပေါ့နော်တောင်ကြီးဟိုဘုံကကျွန်တော်တက်မတော်နီးပညာနဲ့ကွန်ပျူတာအဲသိပ်ပံလားတတကနလို့ခေါ်တာပေါ့သူကတက်မတော်ကွန်ပျူတာနဲ့နီးပညာသိပ်ပံအဲအဲ့ဒီအကြောင်းအကြီးပေါ့တန့်ထင်ဆိုးရဲကကျွန်တော်တို့ဒါ MNDE ကနေပြန်လွှတ်လိုက်တဲ့စစ်တုံးမဲနှစ်កောင်ပေါ့နော်အဲစစ်တုံးမဲနှစ်កောင်ကဒါတိုင်းမှုလဲဖြစ်လဲဖြစ်ကောတော်လိုင်းတက်ဖွဲ့ကိုပြန်ပြီးတော့မှအပီပြင်ပြန်ပြီးတော့မှကျိတ်နေတဲ့လူဖြစ်တယ်ပေါ့နော်ဒီလူနဲ့ပတ်သက်လို့လဲကျွန်တော်တို့ နောက်ခံတမိုင်းချောင်းနေရဲ့ကျွန်တော်တို့သူ့ရဲ့ဘယ်လိုပြောအားနေချက်ပေါ့နော်အားနေချက်ကိုရှာပြီးတော့မှဒါကျွန်တော်တို့ကောင်းကောင်းပြန်ပြီးတော့မှလက်တုံးပြန်တင့်တဲ့လူတယောက်ဖြစ်တယ်ပေါ့နော်အဲသူရဲ့အားနေချက်ကတော့နှာခေါင်းနှာခေါင်းတော့တော်တော်တန်းတယ်ဒါတော့ကျွန်တော်တို့ဟိုဝေါ်လီမှာဟိုလူတယောက်ကိုကျွန်တော်တို့ကဘယ်လိုပြောရမလဲအဲ့ပါစင်နယ်အကြောင်းအရာကြီးနေပေါ့နော်ပါစင်နယ်အကြောင်းအရာကြီးနေပတ်သက်ပြီးတော့မှဟို ဖိနှိပ်ပြောပြီးတော့မှတည်းရငေကျိုးငေနာတွေရှောက်ဖော်ပြီးတော့မှအဲဟိုရှောက်ပြောရမယ်ပုံစံမျိုးမဟုတ်ဘူးကျွန်တော်အဲ့လိုပြောတာကိုကျွန်တော်အမှန်တိုင်းပဲကျွန်တော်အဲ့လိုပြောတာသဘောမကျဟုတ်သဘောမကျဘူးလူတယောက်ဟာမိဟိုစေသမားတို့ဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့တည်းရဒီဟာတွေဟိုဖြစ်မယ်ဒါပြည်သူလူထုကိုတော်လိုင်းရင်းနဲ့ FF ဖြစ်တဲ့ဟာပေါ့နော်တော်လိုင်းရင်းနဲ့အကျိုးတက်ရောက်တဲ့ဟာမျိုးကိုပဲကျွန်တော်တို့ကဟိုတော်လိုင်းရင်းပုံမှာဒီကောင်ဘာလုပ်တယ် ဒီဟာမျိုးပဲကျွန်တော်တို့ကဖော်ထုတ်တင်တာပေါ့နော်ဖော်ထုတ်ပြီးတော့မှအဲဘယ်လိုမျိုးဖြစ်တယ်ညာလိုမျိုးဖြစ်တယ်အဲ့တော့ဒီကောင်းကိုဘယ်လိုပြန်တိုက်ခိုင်းရမလဲဆိုတော့အစီအမံတွေဆွဲတင်တယ်ပေါ့နော်ဒီလိုမျိုးလေးအဲလှုပ်တင်တယ်ပေါ့ကျွန်တော်နဲ့ဒါ wall viewer မှာဆိုလို့ရှိရင်6လလောက် ကျွန်တော်တို့အတူတူနေခဲ့မှုတယ်ပေါ့နော်အဲဒီတော့ကသူကယာယီနီးပြူဟာမှုနဲ့ဒါဒူဒုတိယပုံမူကြီးမျိုးမင်းထွေးရပေါ့နော်ကျွန်တော်လည်း6လလောက်အတူတူနေခဲ့မှုတယ်သူရဲ့အကြောင်းတော်တော်များများလဲဒါတိတယ်ပေါ့နော်တိတယ်ဒါပေမဲ့ဒါဒေါ်လိုင်းတက်ဖွဲ့တွေကိုကျွန်တော်တချို့ကျွန်တော်တိရဲ့အကြောင်းအရာတွေတော့လှမ်းပြီးတော့မှဒါပြောပြထားတယ်ဗောနော်ပြောပြထားတယ်သူကဘုံဟိုဟာကျွန်တော်တို့ဒီတစ်တုံညာနှစ်ခုဆက်စင်ရေးမှာခုနကျွန်တော်တို့ဟိုဟာဗောချမ်းညီနောင်သုံးဖွဲ့ရှိမှာခုနလက်နက်ချအញ្ញန်းခံထားတဲ့ လူလဲလူလို့လဲတိရပါเนาะအဲ့အဲ့ဒီတော့ကျွန်တော်တို့တော်လိုင်းရေးရေပေါ်တွေကတော့ခုနသူ့ကိုတက်ဟိုလူသားချင်းစာနာပြီးတော့အသက်ရှမ်းတာခွင့်ပေးပြီးတော့ပြန်လှုပ်လိုက်တာပေါ့နော်ပြန်လှုပ်လိုက်တဲ့အချိန်မှာအခုဒါဟိုနမခတိုင်းမှုဖြစ်ပြီးတော့မှအဲကျွန်တော်တို့ပြည်သူလူထုပေါ်မှာထပ်ပြီးတော့ရုံမာနေတာမျိုးပေါ့နော်ဟုတ်အဲဒီတော့ကတော့သူကကျွန်တော်တို့တစ်တုံညာနှစ်ခွန်ပရမလှိုင်းမှာစကခတ်ကျောင်းမဲပေါ့နော်ကျောင်းမဲကစကခမူပေါ့အဲစကခမူကျွန်တော်တို့ဒါမြောက်ပိုင်း ုံးဘွယ်ကကျွန်တော်လာရှုပ်ကိုတိမ့်တဲ့အချိန်မှာကျွန်တော်တို့ဒူတိုင်းမှုတွေရောဘာတွေရောပေါ့နော် တိုင်းမှုဟောင်းတွေရောဘာတွေရောကျွန်တော်တို့ဖမ်းမိတဲ့အချိန်မှာပါခဲ့တဲ့လူတယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတုံးမန်းနေတဲ့မှာလူသားချင်းစာနာမှုရာစစ်ကောင်စီနဲ့မိတို့ပင်ညှိနှိုင်းခဲ့ညှိနှိုင်းစေခဲ့ပါမူနော်ညှိနှိုင်းစေခဲ့ပါမူကျွန်တော်တို့ရဲဘော်တယောက်ကိုပြန်လွှတ်ပေးတာနဲ့ဗိုလ်ကြီးတယောက်ကိုပြန်လွှတ်ပေးတာနဲ့မတူပါဘူးပေါ့နော်ရဲဘော်တယောက်ကိုပြန်လွှတ်ပေးတာက तू က individual တွေပဲသူ့ရဲ့တူးတယောက်ချင်းရဲ့ဆွမ်းဆောင်ရင်းနဲ့ပဲသူစစ်ပွဲထဲမှာပြန်ပါလာရင်တော့သူတူးတယောက်ချင်းရဲ့ဆွမ်းဆောင်ရင်းနဲ့ပဲရဲဘော်ဆိုတော့သူ့အောင်မှာကိုကဲစရာလည်းဘာမှမရှိဘူးဘာမှမပါဘူးသူတနက်တလင်းနဲ့ကျော်ဘော်ကြီးတစ်လုံးနဲ့ပဲသူစစ်ပွဲထဲကိုတော့ပြန်ပါလာနိုင်တယ်ပေါ့နော်ကျော်ဘော်ကြီးတစ်လုံးတနက်တလင်းနဲ့ပဲဘိုးကြီးတယောက်ကိုလှုပ်ပေးလိုက်လို့ရှိရင်တဆူတဆူသို့မဟုတ်တခွဲတခွဲကိုဦးစီးတဲ့ကောင်နဲ့ပြန်ပါလာမယ်။ဟုတ်။အတူအောင်မှာအများကြီးနဲ့ ီကောင်ပြန်ပါလာမှာအဲ့တော့ဘုံကြီးတယောက်ကိုလွတ်ပေးလိုက်တယ်ဘုံမူတယောက်ကိုလွတ်ပေးလိုက်တယ်မတူပြန်ဘူးတူဘုံမူတယောက်ကိုလွတ်ပေးလိုက်လို့ရှိရင်ကျွန်တော်တို့အောက်မှာစစ်ကြောင်းတစ်ကြောင်းနဲ့ပါလာမယ်ဟုတ်တယ်စစ်ကြောင်းမူ level ဖြစ်သွားပြီဖြစ်တဲ့အတွက်စစ်ကြောင်းတစ်ကြောင်းနဲ့ तू ကစစ်မြေပြင်ကိုပြန်ပြီးတော့မှဝင်လာမယ်ကောင်အဲဒူဘုံမူကြီးတယောက်ကိုပြန်လွတ်ပေးလိုက်ပို့ဆိုးသွားပြီတိုင်တိုင်ရင်နဲ့လာမယ်ဘုံမူကြီးတယောက်ကိုလွတ်ပေးလိုက်ဘီဝါတဘီဝါနဲ့လာမယ် အဲဒီတိုင်းပဲခုဗိုလ်မှူးချုပ်ဆိုရင်တမဓမ္မပေါ့အခုဗိုလ်မှူးချုပ်ဆိုတော့တမဓမ္မအပြင်အခုဒါသူ့ကိုလှုပ်ပေးရတဲ့ခါကျရာထူးကတိုးသွားပြီးတော့မှတမမှုကနေစကားကမှုကနေရာထူးကတိုးသွားပြီးတော့မှကျွန်တော်တို့တိုင်းမှုဆိုတဲ့ level နဲ့ကျွန်တော်တို့စစ်မြေပြင်တွေကိုပြန်ဝင်လာတယ်။ဟုတ်အဲ့တော့တမမှု level ကဟိုရှေ့တန်းထွက်တာအမြင့်ဆုံးကတမမှုပဲ။တမမှုတဲ့ကြီးရကောင်နေရှေ့တန်းမထွက်ရဘူး။အဲ့တော့ तू က तू တိုင်းမှုပြေသွားတဲ့ခါကျရုံငန်းထဲမှာ ဂျမာကြီးဖွင့်ပြီးတော့မှဟောတော့မှ24နာရီမီးစက်နှုတ်ပြီးတော့မှဂျမာကြီးဖွင့်ပြီးတော့မှမြေပုံကြီးထိုင်ကြည့်ပြီးတော့ဟဲ့အောင်မင်းဘယ်ကိုသွားသွားလိုက်မင်းဘယ်ကိုဘုံကျဲပလိုက်ဘယ်ကိုဝါလုပလိုက်ဆိုပြီးတော့မှကောင်းကောင်းထိုင်လုပ်ပြီးတော့မှသူ့ကိုကျွန်တော်တို့ကလက်တော့ပြန်ဖို့တယ်သူကလည်းစစ်မြေပြင်ကိုဆင်းလာမဲ့လူမဟုတ်တော့ အဲ့တော့ဟိုခက်တာပေါ့နော်အဲ့တော့ဒီလို level တွေကကျွန်တော်တို့လုံးဝမလွတ်တင်နဲ့မလွတ်တင်ဘူးပေါ့နော်အဲ့တော့ level တွေလို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ MNDA ကလည်းပထမဆုံးလွတ်လိုက်တဲ့ပထမဆုံးအကြိမ်လွတ်လိုက်တာဆိုတဲ့အခါကျတော့ဒါလွတ်လွတ်လိုက်တဲ့အကြိမ်မှာသူတို့တွေကိုဒါဘယ်လိုပြောမလဲဆိုစစ်ကောင်စီကအရေးယူတာတို့ထောင်ချတာတို့ဒါမျိုးတွေစစ်ရှုံးလာတဲ့ဗိုလ်ချုပ်တွေဖြစ်တဲ့အတွက်အရေးယူတာတို့ထောင်ချတာတို့လုံးမယ်ဆိုတော့အတွင်းမျိုးနဲ့တွင်းတွင်းပြီးပါလိမ့်မယ်အဲ့တော့ဒီကောင်းလေးနောက်တစ်ကြိမ် ယူနီဖောင်းပြန်ဝတ်ခွင့်မရှိတော့ဘူးပေါ့နော်စစ်ကောင်စီကဒီကောင်တွေအပီကျိတ်တော်မှာဆိုပြီးတော့မှရော့ဆိုပြီးတော့အဲထည့်ပေးလိုက်တဲ့အချိန်မှာဟော်ကောင်တွေကပြန်ပြီးတော့မှယူနီဖောင်းပြန်ဝတ်ပြီးတော့မှအလုပ်ပြန်လုပ်ခိုင်းလိုက်တဲ့အခါကျတော့ကျွန်တော်တို့ဒေါ်လန်ကြီးတပ်ဖွဲ့တွေကိုအဲ့ဒီမှာကျွန်တော်တို့ကျွန်တော်အမြင်နဲ့ပြောတဲ့အထဲမှာပါပါတယ်။ तू ကသူ့မိအဲ့မျိုးမင်းထွေးကသူ့မိမွေးထားတဲ့အသက်လည်းမရှိတော့ဘူးစစ်တပ်ကပေးထားတဲ့အသက်လည်းမရှိတော့ဘူးတော်လိုင်းကြီးကပေးထားတဲ့အသက်နဲ့တော်လိုင်းကြီးကိုပြန်တိုက်ခံနေရတာဟာကျွန်တော်တို့ဒါစိတ်အနာရဆုံးလူပဲလို့ ပြောကျင်တာဗောနော်ကျွန်တော်တို့ဒါဒီဟိုဘယ်လိုပြောရမလဲဆို PDF ထဲကနေပြီးကမှတစ္ဆာဖောက်သွားပြီးကမှကျွန်တော်တို့တစ္ဆာဖောက်တယ်ပဲပြောပြောအလင်းဝင်တယ်ပဲပြောပြောဘယ်လိုပဲပြောပြောဗောနော်အဲတခုခုဟိုလောက်ပြီးကမှစစ်ကောင်စီလက်ထဲကိုပြန်ဝင်သွားတဲ့ရဲဘော်တွေတောင်မှကျွန်တော်တို့ကအဲ့လောက်ကြီးစီစိတ်မနာဘူးဗောနော်ဒါပေမဲ့ဒီလိုကောင်မျိုးကဖန်စီရမိတဲ့၃မန်းကာလမှာเนาะချက်ချင်းဒီနေ့ရောက်မနေ့ပြန်ဒီနေ့မိမနေ့ပြန်ပြန်လောက်တာမဟုတ် ဲ့ကာလမှာတော်လိုင်းတက်ဖွဲ့ကထမင်းကျွေးလိုက်သေးတယ်။အဲ့ဒီတရောင်းသားမျိုးဆို့သွားသေးတယ်။နော်မျိုးဆို့သွားပြီးတော့မှအဲ့ဒီခါနဲ့အရင်ဖြစ်ပြီးတော့မှ तू နောက်ဆုံးညသူတို့ပြန်ထွက်လိုက်တဲ့အချိန်မှာနောင်ချိုနောင်ချိုကနေကျွန်တော်ပြင်ဦးလင်မှာပြန်ပြီးတော့မှစုဖွဲ့တယ်စုဖွဲ့ပြီးတော့မှဘသူတွေကိုတက်ထဲကိုပြန်ပို့မယ်ဘသူတွေကိုယာတို့ပြန်ပြီးတော့မှခန်းအမ်းမယ်ဆိုတဲ့ဟာတွေ ဒါအပိုင်းပိုင်းခွဲခွဲလဲပြီးလဲပြီးတော့ဟိုကျန်တဲ့တည်တံပေးမဲ့ဘုံမှုကြိုးတွေလောက်ကန်ရအဖွဲတွေကတော့ကျွန်တော်တည်တံပေးတာတို့တကြွန်းနန်တို့ဘာတို့ဒီလိုမျိုးတွေဟိုကဖြစ်လိုက်တယ်ဗောနော်လာချိုးအဖွဲကြတော့အဲ့လိုမျိုးမလုတ်ဖဲနဲ့ပြန်ပြီးတော့မှကျွန်တော်တို့ယာရုတွေပြန်ပြီးတော့ပေးရလိုက်တဲ့အထဲမှာပါသွားတယ်ဒီကောင်ကတော်တော်စိတ်နာတရားကောင်းတဲ့ကောင်တယောက်လို့ကျွန်တော်ကပြောချင်တာဗောနော်အဲ့တော့မျိုးမင်းထွေးနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ကအဲဘယ်တော့မှဘယ်တော့ချိန်မှခွင့်လွှတ်လို့မရတဲ့ကောင်ဗောနော်ဘလို့ စကားမျိုးပဲတုံးလာလာဒူးဖက်ခြေတလုံးပဲဖက်ဖက်တောင်းမှတောင်းမှဘလို့ပဲဖက်ဖက်တောင်းမှတောင်းမှဒီကောင်မျိုးကတော့ဘလို့မှခွင့်မလွတ်တင်တဲ့လူတယောက်လို့မြင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကပရမမာတာပရမရဲ့မှာဒီသူသူရှိတဲ့နာမခဟိုတွားပြီးတော့မှကျွန်တော်တို့ဆော့လိုက်တုံးနဲ့တွားပစ်တယ်12ယောက်ကျွန်တော်တို့တေဆုံးတယ်ဒါရိခါကိုတော့နှလုံးပျက်စီးရတို့ပါတို့ဆိုတော့သူ့ကိုတွားပြီးတော့ကျွန်တော်တို့ဖြင်းလိုက်တဲ့အခါကျတော့ तू ကလည်း ကျွန်တော်တို့ဘယ်လိုပြန်ပြင်းရမလဲဆိုတော့ဒီကောင်ကထိုင်ဆောင်နေဟုတ်တယ်ဆောင်နေတဲ့အချိန်မှာကျွန်တော်တို့ကစီမီတပိတ်လောက်တာကသတင်းပေါက်သွားတော့အမှန်တကယ်ကတော့သတင်းပေါက်တယ်လို့ပဲကျွန်တော်ကပြောချင်တာဗောနော်ဒီပြည်သူကလည်းလူစုလူဝေးလောက်တဲ့အချိန်မှာတော့လုံလုံချုံချုံတော့သတင်းဆိုင်နဲ့လောက်ပြီးတော့လှုပ်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ပြောခဲ့တဲ့အစီအစဉ်ထဲမှာလည်းပါပါတယ်နေရာတိုင်းမှာတကယ်ဒလန်ရှိပါတယ်မြန်မာနိုင်ငံထဲမှာမပြောနဲ့ကျွန်တော်တို့တိုင်းတစ်ပါးမှာတော့ပဲ တလန်ရှိတယ်တော့ကျွန်တော်တို့တွေတခါတလေဟိုလက်ဖေးတိုင်းမာတို့ဘာတို့ကျွန်တော်ထိုင်ပြီးတော့ဟွာဖြစ်တဲ့ဟိုနိုင်ငံရေးအကြောင်းတွေပြောစီးရေးအကြောင်းတွေပြောနေတဲ့အချိန်မှာအဲ့လိုဒလန်မျိုးတွေဝင်လာလို့ရှိရင်တော့ကျွန်တော်စကားဝိုင်းရက်ပြီးတော့မှသိရဓာတ်ပုံရိုက်ခံမာတို့ဘာတို့ဟွာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေလူစုခွဲရတာတို့ဘာတို့ဒီလိုကောင်မျိုးတွေလည်းဂျိုကြားဂျိုကြားမှာတကယ်ရှိပါတယ်ပေါ့နော်အဲဒါကြီးနဲ့ပတ်သက်ပြီးတော့လေအင်မတန်သတိထားသိခြင်းလဲဆိုတာလေးပြောခြင်းပါတယ်ဗျာဟုတ်အမှန်တော့ဒီတရောင်းစား ရုံမင်းထွေးကိုထမင်းကျွေးမိလိုက်တာအမှားဖြစ်ပါတော့နော်။မှန်တယ်မှန်တယ်အဲ့ဒီမှာနောက်တစ်ခုကတော့ကျွန်တော်ဒါဟိုလူငယ်တွေတတိထားရမယ့်အချက်ပေါ့နော်။ကိုကျွန်တော်တို့အော်တိုဘာလာ၄ရက်နေ့ရနေမှာခုနည7နာရီမှာရန်ကုန်မြို့လှိုင်းသားရမှာရှိတဲ့လူငယ်ရခိုင်လူငယ်တူဦးကနေမှာဒါစေးသွားဝယ်တာပေါ့နော်။စေးသွားဝယ်ရင်လည်းတကယ်ချင်းနှစ်ယောက်စေးသွားဝယ်ရင်လည်းဒါအမီမသိခုနအဲ့စီးကားနဲ့ဒါမျက်နှာဖုံးဆွပြီးတော့တတက်ပြပြီးတော့ဒီလူငယ်နှစ်ယောက်ကိုကားပေါ်တည်ပြီးတော့ဖမ်းသွားတယ်။ဖမ်းသွားပြီးတော့မှခုန လူငယ်တယောက်ကတော့ခြောက်မှာဒဏ်ရာရတယ်ဆိုပြီးတော့ကာရကာဖွင့်ပြီးတော့ဒါခြောက်ဒဏ်ရာရနေတော့သူတို့ဟိုတုံးစားလို့မရလောက်ဘူးဆိုပြီးတော့ကားပေါ်ကနေကန်ချခဲ့တာပေါ့နော်ကန်ချခဲ့ပြီးတော့မှလူငယ်တယောက်ကတော့ဖမ်းခံလိုက်ရတယ်ဆိုတာကိုသွားတွေ့ရတာပေါ့အဲ့ဒီတော့ကျွန်တော်တို့လူငယ်တွေအနေနဲ့လည်းတော်တော်ယောက်ျားလေးပဲဖြစ်ဖြစ်ဘုံကမိန်းကလေးပဲဖြစ်ဖြစ်ကဒါမြန်မာနိုင်ငံအနေနဲ့အခုလက်ရှိအနေထားမှာအလုံးကြုံမှုမရှိတော့ဘူးဆိုတာကိုသွားတွေ့ရတယ်ပေါ့နော်ဒါကခုနမိန်းကလေးဆိုလဲ ဟိုတမီးပြူပေါ့နော်တမီးပြူဆိုတော့ပေးခဲ့တဲ့ရက်တွေကပဲကျွန်တော်တို့အသက်12နှစ်13နှစ်ဟိုကလေးငယ်မျိုးသမီးငယ်ဟိုဒါခုနမရင်းချင်းခံရတာတို့ဘာတို့ဟိုဖြစ်တယ်ပေါ့နော်ဖြစ်တော့ဘယ်ဟိုသွားတိုင်လို့တိုင်ရမှလည်းမသိဒီခေတ်ကာလမကောင်းတဲ့အချိန်မှာကျွန်တော်တို့ဒီလူငယ်တွေကိုအပြင်ထွက်ဖို့ပေါ့နော်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒါအပြင်ဟိုညအချိန်မတော်ပေါ့နော်ဒါ၁၀နှစ်ဆိုတာလည်းဘုံညအဟိုဟာဖြစ်သွားပြီပေါ့နော်ဟုတ်ဟိုအဲ့ဒီအချိန်မှာ ဒါမိဘတွေအနေနဲ့တော်ရုံတိုင်ရုံကတော့အပြင်ကိုမထွက်စေချင်ဘူးဆိုတော့လေပြောစေချင်တာပေါ့ဟုတ်ဒါနဲ့ပတ်သက်လို့ကျွန်တော်သတိထားမိတဲ့ဟာလေးကျွန်တော်ထပ်ပြီးတော့မှသတိပေးချင်တယ်ပေါ့နော်ဒါလည်းပြည်သူတချို့ပြည်သူလူလူလည်းသတိထားမိမှာပဲပေါ့နော်ကျွန်တော်တို့ဆပြီးတော့မှကျွန်တော်တို့သခိုင်းတိုင်းအညာဒေတာကဒေါ်လန်ကြီးအပြင်းထန်လုတ်တဲ့ချိန်မှာကျွန်တော်တို့ငါးမြင်းဆောင်တွေကို ရန်ကုန်မှာအလုံးမပေးဘူးဟဲ့ဟုတ်တာငါးမြင်းဆောင်ဆိုရင်အလုံးမပေးဘူးဆိုရယ်မှတ်ပုံနေနံပါတ်မှာငါးမြင်းဆောင်ဘလောက်နိုင်ဆိုလို့ရှိရင်ငါးမြင်းဆောင်ဘာနိုင်ဆိုလို့ရှိရင်အလုံးမပေးဘူးငါးမြင်းဆောင်နေခရီးသွားလာလို့ရှိရင်ဂိတ်မှာသူများတဲ့ပို့ပြီးတော့ကျန်တဲ့မြင်းဆောင်နေတဲ့ပို့ပြီးတော့မှအစစ်ခံရတယ်ဆိုတာကျွန်တော်တို့တကြိမ်သင်္ကန်းလာရခဲ့ဘူးပြီးပြီဟုတ်အဲ့တော့အခုဆိုလို့ရှိရင်ရခိုင်ပြည်တဲကိုရခိုင်ပြည်တဲမှာ၃မြို့ပဲကျွန်တော်တို့အထိ အာရခတ်တော် E ကတိုက်ထုတ်နိုင်တာဖြစ်တဲ့အတွက်ရခိုင်လူမျိုးကိုစစ်တပ်ကတော်တော်ပြစ်မှတ်ထားနေပြီဆိုတာသတိထားသိကြည်နေဒါရခိုင်လူငယ်ဖြစ်တယ်ရခိုင်လူငယ်ကိုလာပြီးတော့မှဒီလိုမျိုးဟွာဖြစ်သွားရှေ့မှလည်းဒီတိုင်းပဲရခိုင်အမျိုးသမီးတွေအလုတ်ထုတ်ခံရတာတို့ရွှေတိုင်းမှာအလုတ်တာအလုတ်ထုတ်ခံရတာတို့ဒီလိုမျိုးတွေကျန်တဲ့ကိစ္စတွေအများကြီးပေါ့နော်ရခိုင်နေကျွန်တော်တို့ဒီ ပြီးမှနေပြီးတော့မှကျွန်တော်တို့သူတို့ရဲ့ဒါအေးအထင်းထုတ်ထားတဲ့နေမြေတွေကိုပြန်ပြီးတော့မှသူဇာတိရွာကိုသူ့အတူပြန်ပြီးတော့မှဟိုလောက်ကန်စားသောက်ဖို့အတွက်ရွှေပြောင်းနေအောင်လေကျွန်တော်တို့ဒါတောင်ပြီးတောင်ကိုလမ်းပေါ်မှာဖန်ဆီးတာတို့ဘာတို့ဒီဟာတွေတောက်လျှောက်ကျွန်တော်တို့တရင်တွေအများကြီးကြားကြရတယ်ဗောနော်ကြားကြရတဲ့ခါကျတော့ဒါသူတို့ကဟိုဘယ်လိုပြောရမလဲဆိုတော့ရခိုင်ပြည်နယ်မှာရခိုင်တွေကိုသူတို့စစ်တိုက်လို့မနိုင်တဲ့ခါကျတော့ကျန်တဲ့ပဲ့ထွက်နေတဲ့ ရခိုင်လူမျိုးတွေကိုပြစ်မှတ်ထားလာပါဗောနော်ဒီဟာဗောနော်ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ပြည်သူလူထုအနေနဲ့ဗောနော်အငားမြင်းဆောင်တွေပြစ်မှတ်ထားခံရတယ်လို့ကျွန်တော်ရခိုင်ပြည်သူလူထုကလည်းဒါပြစ်မှတ်ထားခံရနိုင်ပွဲရှိတယ်ဗောနော်ဒါနဲ့ပတ်သက်ပြီးတော့လေဒါကိုပြည်မမှာနေတယ်ဆိုလို့ရှိရင် စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တဲ့လူတွေနဲ့တွေ့လို့ရှိရင်ဒါကိုရခိုင်ဆိုတဲ့အကြောင်းကိုလည်းဒါမပြောမိစေဘူးနော်ပြောမိစေဘူးဒါပေမဲ့လေတံကကျွန်တော်တို့ဘလို့မှ ဖြောက်လို့မရတဲ့လေတန်ကသွားပြီးတော့ဖြစ်နေတယ်ဗောနော်ဘိတ်ဘိတ်ကအတန်တို့ဟိုရခိုင်ကအတန်တို့လေတန်တို့ဥပီယုတ်တို့ဗောနော်ဥပီယုတ်တို့ပြီးလို့ရှိရင်နာမည်တို့နာမည်ဒီမှာတာကြီးသမီးကြီးအကြီးဆုံးမှာရှေ့မှာဥဥထဲတာတို့ဗောနော်နာမည်ဟိုမိတ်မိတ်ကလေးကအစားဥဥထဲတယ်ဗောနော်နောက်ကနာမည်ကြီးကလှက်လှက်လေးပဲဒါပေမဲ့ရှေ့မှာဥဥဥထဲတယ်ဗောနော်အဲ့ဒီဥတာဥသမီးဥကိုဗောနော်သူကဥထဲတဲ့နာမည်ဒီလိုမျိုးတွေသူကတတိထားပွဲရာတိုင်းသားတွေမှာတတိထားပွဲရာအချက်လက်လေးတွေ ရှိတယ်ပေါ့နော်ဒါဟိုကရင်ဆိုလို့ရှိရင်လည်းကရင်ထဲတဲ့နာမည်လေးတွေရှိတယ်ရှမ်းဆိုရင်လည်းရှမ်းထဲတဲ့နာမည်လေးတွေရှိတယ်ကရင်တို့ရှမ်းတို့ဗမာလိုပြောလို့ရှိရင်သူကဟိုဝဲတဲ့တဲ့အတန်လေးထွက်တဲ့ဟာတို့ဒီလိုမျိုးလေးတွေပေါ့နော်အဲအဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့သတိထားဖို့ရာဖြစ်တယ်ပေါ့နော်အဲဒါရခိုင်လူမျိုးတွေကိုပြစ်မှတ်ထားလာနိုင်တယ်ပေါ့နော်စစ်ကောင်စီကနောက်ပိုင်းမှာနောက်ထပ်ကြံတဲ့၃မျိုးသာ တိတ်လိုက်မယ်ဆိုလို့ရှိရင် ရခိုင် လူမျိုးတွေကိုပို့ပြီးတော့မှစစ်ကောင်စီကပို့ပြီးတော့ပြစ်မှတ်ထားလာနိုင်တယ်ဗျာ။နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ဒီလှိုင်သာယာကရခိုင်လူငယ်အဖမ်းခံရတဲ့ဖြစ်စဉ်လေးကျွန်တော်ဖတ်ကြည့်တော့ရခိုင်လူမျိုးဆိုရှေ့ကဖြစ်စဉ်လေးလဲကျွန်တော်ဆက်ဆက်ကြည့်တဲ့အခါမှာရခိုင်လူမျိုးတွေနည်းနည်းသတိထားသင့်ပါတယ်ဆိုတဲ့ဟာလေးပြောချင်တာပေါ့။ပြီးမှမှနေတဲ့လူကိုပြောတာပါ။ရခိုင်ပြည်နယ်မှာနေတဲ့လူကတော့အဲကိုအရခတာတော့အေးနဲ့ကိုကကိုပြဿနာမရှိဘူးပေါ့နော်။အေးစစ်စစ်ကိုလူမျိုးနဲ့ကိုဒါအကောင်းဆုံးပဲပေါ့။ပြီးမှမှနေတဲ့လူတွေသတိထားသင့်တယ်ဗျာဟုတ်။ဟုတ်။ နောက်တစ်ခုကတော့ကျွန်တော်တို့ကရင်ပြည်နယ်မြောက်ဝတီ 6K ကိုတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကနေမှခုနစစ်ကောင်စီတပ်သားရောက်တရာလောက်ကြားတယ်ဆိုတော့တတဲကိုစစ်တဲ့စစ်ကြောင်းအနေမှာထုတ်ပြန်ထားတယ်ဗောနော်တချို့ဆိုလိုက်တာပြီးခဲ့တဲ့ကျွန်တော်တို့ဟိုတတင်းချုပ်လာပြီးနေမှာပဲဒါပိုတာဝါရှီကိုလက်နဲ့နဲ့အတူလင်းဝင်လာတဲ့ဓာတ်ပုံလေးတွေလည်းတွားတွေ့ရတယ်ဗောဟုတ်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အညာလည်း comment လေးထဲမှာတွေ့ပါတယ်လေခေကောအချိန်ဒီလေးပြောပြပေးပါဆိုတော့ ဲကျွန်တော်တို့ဟွာပေါ့လိခိကောနဲ့ပတ်ဝန်းကျင်ပေါ့နော်မနေ့ကကျွန်တော်ရောက်ခဲ့တယ်ပေါ့လိခိကောနာထီရောက်ခဲ့တယ်ပေါ့နော်လိခိကောနာထီအချိန်နေဒါကျွန်တော်သွားရင်းနဲ့သွားကြည့်လိုက်တယ်ပေါ့သွားကြည့်ရဆိုတာကျွန်တော်ကဘလို့လုံးမယ်ဘလို့တိုက်မယ်ဘလို့ခိုက်မယ်လို့ဆိုပြီးတော့သွားကြည့်တာတော့မဟုတ်ပါဘူးတော်ကြမင်းကဘာသွားကြည့်ရလဲလို့ဘာဖြစ်လဲလို့ညာဖြစ်တယ်လို့ပြောနေမှာဆိုလို့အချိန်နေပေါ့နော်ဒီဒီလူလူဒါကျွန်တော်ပြန်ပြီးတော့မှပြောပြလို့ရအောင်ပေါ့အချိန်နေကတော့ ြောရမယ်ဆိုရင်တော့လေဂီကောနေရာလေးကတော့သူကလေဂီကောမြို့တဲကိုစစ်ကောင်စီကပြန်ရောက်နေတယ်ဆိုတာဟုတ်တယ်မနေ့ကပဲကျွန်တော်တို့တွားချိန်မှာကာမီကာဇင်နဲ့ကျုံထက်လိုက်တာဗောနော်ကာမီကာဇင်နဲ့အဲ့မှာဟိုဗီဒီယိုမှတ်တမ်းလေးသူတို့ record လုပ်ထားတယ်မှတ်တမ်းလေးကျွန်တော်ပြလို့မနေ့ကနေ့လေပဲဗောနော်ဒီကောင်လေးရှစ်ကောင်လောက်ဗောဒီကရှစ်ကောင်လောက်တောင်ပြေးမြောက်ပြီးပြေးတယ်အဲ့ထဲကိုဟိုဝင်ပြီးတော့မှအကျိတ်ထက်လိုက်တာဗောတလုံး꿰ွားတယ်ရှစ်ကောင်ခုနှစ်ကောင်ရှစ်ကောင်လောက်တော့ ကြွသွားတယ်ပေါ့မနေ့ကကျွန်တော်သွားတဲ့အချိန်မှာပဲအဲသူကလိခိကောကတော့ကျွန်တော်တို့သူကဂျိုင်းဝမ်းဒေတာလေးဖြစ်တယ်ပေါ့နော်အဲသူကဒါရောက်ဘူးတဲ့လူတွေလည်းသိပါလိမ့်မယ်ဂျိုင်းဝမ်းဒေတာလေးဖြစ်တယ်သူဘာပဲလဲစုံမထားရပါလေဆိုတော့ကျွန်တော်တို့ဒီဘက် method လေးပိုက်ချမ်းကလည်း method လေးရဲ့နောက်ကဖုန်ကြောင်းကနေလှမ်းပြီးတော့မှစုံမမယ်ဆိုလို့ရှိရင်လည်းလက်ခေကိုစုံမလို့ရတယ်ပေါ့နော်လှမ်းပြီးတော့ပြစ်ပြစ်လို့ရတယ်ပေါ့ပြီးရင်ကျွန်တော်တို့ဟိုဘက်မှာဆိုလက်ခတ်တောင်ပေါ့နော်လက်ခတ်တောင်ကနေလည်းကျွန်တော်ပြစ်လို့ရတယ် ီဘက်ချမ်းဆိုလို့ရှိရင်ကျောကြောက်ကူပေါ့ကြောက်ကူနဲ့လက်ခတ်တောင်နဲ့ဒီလိုလေးဟိုဒလွယ်ကုတ်လေးရှိတာဟုတ်အဲ့ဒီကနေလေပြစ်ခတ်လို့ရတဲ့ခါကျတော့ तू อ่ะအဲဟိုမနေ့ကကျွန်တော်တို့တွေ့ခဲ့ဗိုဒါဘောနဲ့လည်းတွေ့ခဲ့တယ်ပေါ့နော်တွေ့ခဲ့တဲ့ခါကျတော့ तू ရင်ဆိုင်ပြီးတော့တိုက်ရတဲ့အခြေအနေကို तू ရှင်းပြတယ်ပေါ့ကျွန်တော်ပြောပြတယ်ပြောပြတဲ့ခါကျတော့ဒီလိုမျိုးအဲ့ဒီလေခေကောဒီကျွန်တော်လက်ခတ်တောင်လို့ဒီဘက်ကကြောက်ကူလို့ပါတော့မှဒီကောင်နဲ့တင်းကားလေးတင်ပြီးတော့မှဟောဟောဒီလိုလေခေကောအပြိုင်ပြစ်လား 120တောင်မဟုတ်ဘူးเนาะအဲမဟုတ်အပြိုင်ပြစ်တာပေါ့เนาะအပြိုင်ပြစ်တယ်ပြစ်ပြီးတော့မှ तू ကဒီလိုမျိုး viewer 3 viewer လာတယ်ဟုတ်3 viewer လာတယ် viewer မှ तू ကတင်းရင်3ရင်တင်းရင်3ရင်အဲ့မှာ3ရင်ကိုဒီလိုမျိုးဆင်ထားတယ်ဆင်ထားပြီးတော့ခြေသုံးတင်းရင်ကတိုက်တိုက်နေလို့ခြေသုံးတင်းရင်ကခြေနေမကောင်းဆိုနောက်တင်းရင်ကအဲ့ရှေ့တင်းရင်ကိုကြော်ပြီးတော့မှဒီလိုဖားကုန်စနစ်ပေါ့နော်ဒီလိုမျိုးဘယ်လိုပြောရမလဲဖြာဖြာလေးပုံစံမျိုးပေါ့ဒီကအရှိကနောက်ကိုရောက်သွား နောက်ကရှေ့ကိုတက်ဒီလိုမျိုးလိတ်ပြီးတော့မှတက်တာပေါ့နော်တက်တဲ့အခါကျတော့ဒီ၄ခေကွာဂျိုင်ဝမ်ဒေဝိုးတက်ဖွဲ့လေးဖြစ်နေတဲ့အခါကျတော့၄ခေကွာနေရာမှာတကယ်ဟိုဟာဖြစ်တဲ့အခါကျတော့ဒီလောက်အဲခံပြီးတော့မှချမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ online တက်ဖွဲ့ဘက်ကအဲဟိုဟာဖြစ်နိုင်တယ်ပေါ့နော်ဒါအထီးကိုက်များနိုင်တဲ့အတွက်ဒါခိတခဏကျွန်တော်တို့ဘေးကိုဖယ်ပေးထားတဲ့အခြေအနေမျိုးလေးတွတ်တွေ့ရတယ်အဲ့တော့ဟို၄ခေကွာထဲမှာစစ်ကောင်စီကရောက်နေပြီကျွန်တော်ပတ်ချလဲမှာ ราတို့လေးกว่าထញက်ခဲလို့ပြောရင်တော့ကျွန်တော်တို့ပတ်ချာလဲမှာပေးရစိတ်ကြီးကျွန်တော်တို့အကုန်လုံးအုံထားပြီးသားပါဗောနော်ဒီခေတ်ကော်ရီးယားနေနည်းနည်းလေးရွှေ့တာနဲ့နည်းနည်းလေးဒီကောင်နေပြဿနာတက်မယ်ဗောနော်အဲ့တော့ဘယ်လိုပဲရွှေ့ရွှေ့ပြဿနာတက်မယ်အနေထားမျိုးဒါကျွန်တော်တို့လောက်ထားနိုင်တယ်လို့ပြောလို့ရတယ်ဗောနော်အဲ့တော့ဘယ်နေရာတွေလဲဘယ်လိုမျိုးလဲဆိုတော့နေရာတွေသားတွေကျွန်တော်ကတော့ပြောပြစရာလဲအကြောင်းမရှိဘူးဗောနော်မပြောလို့ဘူးဗောအဲ့တော့လေးခေတ်ကော်ထញက်ခဲလေးကကြိုက်တဲ့နေရာကိုရွှေ့ ဒီဘက်ကအကုန်လုံးပတ်ပတ်လဲပြစိတ်အောင်လို့ထိုင်ပြီးတော့စောင့်ထားတဲ့အနေထားမျိုးအထိဒါကျွန်တော်တို့ရင်ဆိုင်ထားနိုင်တယ်ဆိုတာလေးကိုပြောချင်တာပေါ့နော်အဲ့တော့အအောင်မြင်မှုရလက်တွေအနေနဲ့ကတော့အခု 6K ကော်တွေအဲ့ထညက်ခဲလို့နေရာလေးကိုအလုံးလောက်ကလေးရဖို့အတွက်ကို 6K ကော်မျိုးလေးရဖို့အတွက်ကိုဒါတရင်မှာလဲဒါကျသိနေစစ်ကြောင်းအတီလင်းထုတ်ပြန်လာတဲ့တရင်မှာကျသိနေဆိုတာကတော့ဒါ view 32ထဲမှာပါတဲ့ တို့ Cobra ရဲ့ Vino ရဲ့ Jetty နဲ့ရဲ့ Justice ဆိုကြရယ်ပေါ့နော်ဒီလေးဘွဲကကျွန်တော်တို့ viewer 32လက်အောက်ခံအဖြစ်ဒါဟိုပါဝင်ပြီးတော့မှတိုက်ပွဲဆင်နွှဲနေတာပေါ့နော် Jetty နဲ့စစ်ကြောင်းကဒါသူတို့အဲ့ဒီစစ်သုံးမန်းစစ်သုံးမန်းနဲ့ sorry စောနာပြည်သူရင်ဝင်ခေါ်လွန်လာတဲ့၃ယောက်ကိုမေးပြီးတော့မှအဲ့ဒါတွေနဲ့သူတို့မျက်မြင်မြင်တဲ့ဒါထစ်တဲ့ဘက်ကကြားဆုံးတဲ့တေဝါတဲ့ကောင်နေနဲ့ပေါ့နော်ကြားဆုံးတဲ့ဆိုတာနည်းနည်းယဉ်ကျေးနေဝင်တေဝါတဲ့ကောင်နေနဲ့ကျွန်တော်တို့ အဲဒီပါစာ၃ယောက်ပြောပြတဲ့ဟာနဲ့ပေါင်းဆက်ပြီးတော့မှကျွန်တော်တို့တရားခန့်တည်ဆုံးနေဆိုတော့ကျွန်တော်တို့ဒါတရင်ထုတ်ပြန်တာဖြစ်တယ်ဗောနော်အဲ့တော့ဒီပွဲကလည်းကျွန်တော်တို့ကနေမီတာပေးလိုက်ရတာစစ်ကွန်စီရဲ့အင်အားပြုံးပြီးသွားအောင်လို့ဒါတကယ်ချေလုံနိုင်ခဲ့တဲ့လက်ခေတ်ကိုဖြစ်ပါတယ်ဆိုတော့ပြောချင်တာဗောနော်အဲ့တော့ကျွန်တော်တို့ဒီနေ့ပြောခဲ့တဲ့ထဲမှာတော့ဒါညောင်ချိုးကတော့တစ်ခါလာလဲညောင်ချိုးတစ်ခါလာလဲညောင်ချိုးတော့မဟုတ်ပါဘူးညောင်ချိုးမှာဟိုစစ်ကောင်စီကဒိလဲနေတာပါနော်ဒါနဲ့ပတ်သက်ပြီးတော့လေအားခါတော့အေးကကောင်းကောင်း ိုက်ခိုက်ထားနိုင်တယ်ဆိုတာလေးပြောချင်တာပေါ့နော်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒါမျိုးမင်းထွေးပေါ့နော်အမျိုးမင်းထွေးနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်တို့မုံရွာတိုင်းမှုကတော့ဘလို့မှကျွန်တော်တို့ခွင်လွတ်လို့မရတဲ့အနေအထားမျိုးတော်လိုင်းပေါ်မှာတော်တော်ယုံမာတဲ့ကောင်တကောင်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါရခိုင်လူငယ်တွေပေါ့နော်ပြီးမှမှနေတဲ့ရခိုင်လူငယ်တွေကျွန်တော်တို့ သတိထားတင်တယ်ဗောနော်အဓိကလူငယ်တွေကိုပြင်ပထားပြီးတော့မှရခိုင်လူမျိုးဆိုရင်လူငယ်ချင်းတွင်တော့ရခိုင်လူမျိုးဆိုပိုအကျိခံရနိုင်တယ်ဗောနော်စစ်ကောင်စီလက်ထက်ကိုရောက်သွားရင်ပြောတာပါပြည်သူကြားထဲမှာတော့ပြဿနာမရှိဗောနော်စစ်ကောင်စီလက်ထက်ကိုရောက်သွားရင်ရခိုင်လူမျိုးလူငယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှအကျိတ်ခံရနိုင်ကြီးရှိတဲ့အတွက်ရခိုင်လူငယ်တွေအနေနဲ့လည်းသတိထားသိကျင်တယ်ပေါ့နော်အဲ့တော့လေခေကောကတော့ကျွန်တော်နောက်ဆုံးပြောခဲ့တဲ့အတိုင်းပဲချစ်ကောင်စီကိုပြုတ်ပြုတ်ပြုံးမဟုတ်တောင်မှပဲအင်အားတော်တော်များများ ယောနေသွားအောင်လို့ကျွန်တော်တို့တိုက်ခိုက်နိုင်တဲ့အနေအထားမျိုးကျွန်တော်တို့ကနည်းမီပြေးလဲရပါမယ်ကျွန်တော်တို့ဒါချစ်ကောင်စီရဲ့ထောက်တိုင်အသက်ပေါင်းများစွာကျွန်တော်တို့ဒါတိုက်ခိုက်တပ်ဖြတ်နိုင်ခဲ့တယ်ဆိုတော့ဒါအောင်မြင်မှုလေးပြောကြရင်လည်းကျွန်တော်တို့ဇာကဝိုင်းလေးကိုညီကောင်းချုပ်ပါရပြအားလုံးပဲကျေးဇူးတင်ပါတယ်